အားလုံးပဲမင်္ဂလာပါခင်ဗျာ Stanspear နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုနန်ပြောမဲ့ပိုင်းကြောင်းဆိုတဲ့ကောင်းစဉ်နဲ့ presentation တစ်ခုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Fundamental Mathematics ကကိုနန်ခေါင်ဖြစ်ပါတယ်လူသားတွေကိုနှစ်ပေါင်းများစွာကနေရာစိတ်ဝင်စားစေတဲ့ကဏ္ဍတစ်ခုရှိနေပါတယ်အဲ့ဒီကဏ္ဍကတော့ ရေစကလေးတွေရဲ့လိုင်းတွေကနေအာကာသတွေကဂလက်စီတွေရဲ့ဝဲကရက်တွေအထိနေရာတိုင်းမှာအရေးကြီးတဲ့ကနေတစ်ခုဖြစ်ပါတယ်။ဒီကနန်းဟာဘယ်တော့မှဆုံးမသက်သလိုဘယ်တော့မှလည်းပြန်ထက်မနေပါဘူး။ပြီးတော့ဘေးလီလဲဆံပါတယ်။လန်နာလေးလိုထင်းတဲ့အတိုင်းပါပဲ။အဲ့ဒီကနန်းကတော့ပိုင်ပဲဖြစ်ပါတယ်ခင်ဗျာ။ပိုင်ဆိုတာကဒိုင်းကြီးတွေကို စုထားတဲ့ကွန်းဆက်တစ်ခုဆိုလဲဟုတ်တယ်လို့ပတ်တန်တစ်ခုလို့လည်းပြောလို့ရပါတယ်။ သင်္ချာပညာအတွက်ကတော့အဓိကတော့တချောင်းဖြစ်ပါတယ်အဓိကမှာတော့ပိုင်ပိုင်ကိုစဝိုင်းနေတဲ့အတွက်အသုံးပြုပြီးတော့ဂျိုးရီနဲ့အတိုင်းလိုင်းတွေအထိပတ်စုံအသုံးပြုလို့ရပါတယ်ပိုင်ဆိုတာကဘာလဲပိုင်ကိုအလွယ်ခေါ်ရရင်တော့ပိုင်ဆိုတာကသူ့ရဲ့ဇဝင်းနဲ့အချင်းကြားကဆက်သွယ်ချက်တစ်ခုဖြစ်ပါတယ်ဇဝင်းဆိုတာကစဝိုင်းတစ်ခုရဲ့အနာဇွန်းအလုံးပေါင်းအလျားဖြစ်ပြီးတော့ အချင်းဆိုတာကတော့ဇဝိုင်းရဲ့ဘိုးဖြတ်ပြီးတော့ဇဝင်းတစ်ခုထိအောင်ဆွဲထားတဲ့မြင်းတစ်ခုဖြစ်ပါတယ်။လန်နာလေးတို့ဆွဲလိုက်တဲ့ဇဝင်းကကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဇဝင်းကိုအချင်းနဲ့စားရင် တူညီတဲ့ပိုင်တံဘိုးပဲရရှိမှာဖြစ်ပါတယ်။ပိုင်ရဲ့တံဘိုးကအဆုံးမရှိသလိုကနန်းတရာလည်းပြန်ထက်မနေပါဘူး။ဒါကြောင့်ပိုင်ရဲ့ပတံကိုယခုတက်တီဘသူမှမခမန်းနိုင်ကြသေးတာဖြစ်ပါလေ ိုင်ရဲ့အနည်းဆက်ဆုံးတန်ဖိုးကတော့3.14159ဖြစ်ပါတယ်။ပိုင်ရဲ့အချိုးကတော့ရေစက်ကလေးတွေကနေဂျိုဒူအဝန်းတွေအထိပြောင်းလဲသွားခြင်း ရှိမနေပါဘူး။ပိုင်မှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကဇလန်တပုတ်ရှိနေပါတယ်။ပထမဆုံးပိုင်ကိုအသက်တည်ပြခဲ့တဲ့သူတွေကတော့လွန်ခဲ့တဲ့နှစ်၄000လောက်ကရှေ့ခေတ်ဘေဘီလိုနီးယားတွေပဲဖြစ်ပါတယ်။သူတို့က မြို့ကြီးပြကြီးတွေမှာရှိတဲ့အဆောက်အုံတွေကို ဆောက်လုပ်ခဲ့ကြတဲ့အင်ဂျင်နီယာတွေပဲဖြစ်ပါတယ်။ဒီတော့အလုပ်တစ်ခုလုပ်တဲ့အခါမှာတီးကြဖို့လိုအပ်လာပါတယ်။သူတို့ကအဆောက်အုံတွေကိုဆောက်တဲ့အခါမှာဆော်ဝိုင်းတွေဆော်ဝင်းတွေကိုလိုအပ်လာပါတယ်။ဒီတော့ဆော်ဝိုင်းနဲ့အတူ ပိုင်ကို တိုင်းထားကြရပါတယ်။ဘေဘီလိုနီးယားတွေရဲ့အဆိုအရပိုင်ရဲ့ခံမှန်းတန်ဖိုးဟာ3.125ရှိပါတယ်တိတိကျကျတော့မဟုတ်သေးပါဘူး ဒါပေမဲ့ဒုက္ခဒုက္ခမှာတော့အနိစ္စဆုံးအထိရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနောက်ထပ်တစ်ခုကတော့အီဂျစ်လူမျိုးတွေထုတ်ခဲ့တဲ့ပိုင်ရက်တံပိုးပဲဖြစ်ပါတယ်။အီဂျစ်တွေဆိုတာကတော့လန်နာလေးတို့တည်တဲ့အတိုင်းပဲပိရမစ်တွေကိုစောက်လုပ်တဲ့အခါမှာအဓိကကြတဲ့ဘိသုကပညာရှင်တွေပဲဖြစ်ပါတယ်။အီဂျစ်တွေရဲ့ခမန်းချက်အရတော့ပိုင်ရဲ့တံပိုးဟာ3.16ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဘေဘီလိုနီးယားရောအီဂျီယောက သူတို့ခံမှန်းချက်နဲ့ကိုက်ညီတဲ့အဆောက်အုံတွေကိုဒေသလာပစွာ ဆောက်လုပ်ခဲ့ကြပါတယ်သူတို့တွေကနေကာလာကြတဲ့အခါမှာဂရီတွေလက်ထက်ကို ရောက်ရှိလာပါတယ်ဂရီတွေဆိုတာကတော့တွေးခေါ်ပညာရှင်တွေပေါ်များပြီးတော့အရာရာကိုမေးခွန်းထုတ်တတ်တဲ့လူမျိုးတွေပဲဖြစ်ပါတယ်အဲ့ဒီအထက်ကမှအာခီမီဒီဆိုတဲ့သူတယောက်ကပိုင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ဝင်စားခဲ့ပါတယ်ယခုခေတ်လိုကကူဒိတာလို့ ခင်မီတဲ့ကရိယာတွေမရှိတဲ့အချိန်မှာအာခီမီဒီကတော့ထက်ထက်မြက်မြက်နဲ့ဘူးကန်ဒီကိုသုံးပြီးတော့ပန်ရဲ့တံပိုးကို တွက်ချက်ခဲ့ပါတယ်ခမန်းခဲ့တာမဟုတ်ပါဘူးတတိချာချာကိုတွက်ချက်ပြီးတော့တက်တည်ပြခဲ့တာဖြစ်ပါတယ်ယုတ်တိပေတာနဲ့အသေးချာကိုရှင်းပြခဲ့တာဖြစ်ပါတယ်အကြောင်းပြချက်တွေနဲ့လည်းပြောပြပြီးသွားပါသေးတယ်သူပြောပြတဲ့တံပိုးကတော့ပိုင်က 3.1408နဲ့3.1429ကြားရှိရမယ်လို့ဆိုပါတယ်။ရာစုနှစ်များစွာကြာတဲ့အထိသူ့ရဲ့တွေ့ရှိချက်ကအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လို့ဒီလောက်နဲ့ပိုင်ကို ရှာဖွေတာမရတန်းခဲ့ကြပါဘူး။အိန္ဒိယပညာရှင် အာရိယဘောဒါကကန့်သက်ချက်မရှိဘဲပို့ပြီးတော့တိကျဖို့အတွက်စူးစမ်းခဲ့ပါတယ်။ နောက်နဲ့အနေငယ်ကြတဲ့အခါမှာတော့တရုတ်သင်္ချာပညာရှင်လူချောင်းစည်းကပိုင်ရဲတံပိုးကိုလက်သမ900နေရာအထိ တွက်ချက်ပြခဲ့ပါတယ်ဒီတွက်ချက်မှုကနောက်နှစ်ပေါင်းတစ်ထောင်တိုင်အောင် အကောင်းဆုံးဖြစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့အစ္စလမ်ရွှေခေတ်ကိုရောက်ရှိလို့လာပါတယ်အဲဒီအချိန်မှာလည်းပညာရှင်အများပြားဟာသူတို့ရဲ့တွက်ချက်မှုကိုထပ်တိုးဆောင်ရွက်ခဲ့ကြပါတယ် 1906ခုနှစ်ကိုရောက်ရှိတဲ့အခါမှာတော့ပြောင်းလဲမှုအကြီးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့လူတည်နေတဲ့သင်္ချာပညာရှင်ဝီလျံဂျုန်းစ်ကပိုင်ကို သင်္ကေတတစ်ခုပေးမယ်ဆိုပြီးတော့ပြုလုပ်ခဲ့ပါတယ်။ဒီသင်္ကေတကပိုင်ကိုထာဝရကိုစားပြုမယ်သင်္ကေတပဲဖြစ်ပါတယ်။သူရွေးချယ်ခဲ့တဲ့သင်္ကေတကကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့သင်္ကေတပဲဖြစ်ပါတယ်။ဂရိကလာတဲ့ဆော့ဝိုင်းတစ်ခုရဲ့တောင်စွန်း periphery ရဲ့ပထမဆုံးလက်တာဖြစ်ပါတယ်။ ပိုင်ကကဏ္ဍတစ်ခုဆိုတာတဲ့ကဘာလုံးဆိုင်ရာဂိမ်းဒီယူနီဗာဆယ်ကွင်းစတန်ဖြစ်လာခဲ့ပါတဲ့။နောက်တစ်ဖြည်းဖြည်းနဲ့အသင်းညာပညာရှင်တိုင်းကပဲလက်ခံခဲ့ကြပါတဲ့။ပိုင်အကြောင်းကဒီမာရင်ရက်တက်မသွားပါဘူး။ရာစုနှစ်ပေါင်းများစွာကြာတဲ့အခါမှာဂျိုဟန်လမ်ဘတ်ကပိုင်ဆိုတာကအီရရှင်နယ်ဂိမ်းဖြစ်ကြောင်းအပိုင်းဂိမ်းပုံစံရိုးရိုးနဲ့ပြလို့မရကြောင်းကိုပြောပြခဲ့ပါတဲ့။ ဖာဒီနန်ဗွန်လင်ဒီမန်ကပြောခဲ့တာကပိုင်ဆိုတာကတာမန်လူတွေနားမလည်နိုင်တဲ့ကနန်းတစ်ခုဖြစ်ပြီးတော့ပိုင်ကိုဘဲအခရာညီမြခြင်းနဲ့မှရှာလို့မရကြောင်းဆိုတဲ့အချက်နှစ်ချက်ကို ပြောပြပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ပြောဆိုချက်တွေကသင်္ချာလောကအတွက်အလွန်ကိုအရေးပါခဲ့ပါတယ်။ 1986ခုနှစ်ကိုရောက်ရှိတဲ့အခါမှာတော့ယူဘဗေဒပညာရှင်လယ်ရီရှောကပိုင်ဒေးကိုမတ်လ14ရက်နေ့ဆိုပြီးတော့တတ်မှတ်ခဲ့ပါတယ်။အတိတ်ပဲကတော့3လပိုင်း14ရက်နေ့14ရက်3.14ပဲဖြစ်ပါတယ်။ပိုင်ရဲ့ပထမဆုံးဒိုင်းချစ်၃လုံးကိုအစွဲပြုပြီးတော့လုပ်ခဲ့တာကတိုက်ဆိုင်စွာပဲအဲဗာအိုင်းစတိုင်းရဲ့ဝိနည်းနဲ့အတူတူပဲဖြစ်နေပါတယ်။ ဒီနေ့ခေတ်မှာတော့အစင်းမြင့်ကွန်ပျူတာကပိုင်ရဲ့တန်ဖိုးကိုကဏ္ဍပေါင်း100 trillion အထိတိတိကျကျပေါ်ပြနိုင်နေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဒီကဏ္ဍတွေအလုံးကို ကျွန်တော်တို့ကအသုံးမပြုကြပါဘူး။ဒါပေမဲ့သင်္ချာပညာရှင်တွေကတော့တမိုင်းတက်လျှောက်ပိုင်ရဲ့ဘေလီဆန်နဲ့တံပိုးအစစ်မှန်ကိုတီးဖို့ရှာခဲ့ကြတယ်လို့ဆက်လက်ပြီးတော့ရှာဖွေနေကြသေးပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ပိုင်ကအလွန်အသုံးဝင်လို့ပဲဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပိုင်ဆိုတာကတင်ချာစာအုပ်ထဲမှာတင်ရှိနေတဲ့ဂဏန်းတစ်ခုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းအလွန်ကိုအသုံးဝင်တဲ့ဂဏန်းတစ်ခုဖြစ်ပါတယ်ဥမာအနေနဲ့ပြောရမယ်ဆိုရင်လန်ဒန်လေးတို့ရဲ့အိမ်တွေမှာရှိတဲ့ကားတွေစပိန်တွေနဲ့ဆိုင်ကယ်တွေမှာရှိတဲ့ဘိန်းတွေကိုကြည့်လိုက်ကြပါစို့ အဲ့ဒီဘိန်းလေးမှာ ပိုင်ကမပါမဖြစ်ပါနေတာကို တွေးရှိရပါလိမ့်မယ်ဒီလိုပါပဲကားတာယာတွေဂီယာတွေနဲ့ပူလင်တွေကိုတီထွင်ခဲ့သူတွေကလည်းပိုင်ရဲ့အကြောင်းကိုတိတိကျကျနားလည်မှရပါလိမ့်မယ်ဒါမှလည်းထုတ်လုပ်တဲ့အခါမှာအစဉ်ပြေချောမွေပြီးတော့ထိရောက်မှုရှိမှဖြစ်ပါတယ်ဘိန်းတွေအပြင်အဆောက်အုံတွေမှာလည်းပိုင်ကိုအသွုံးပြကြပါတယ်အမိုးခုံးတွေစောက်တာပါဝင်ကိစ္စတော်တော်များများမှာ ိတုကပညာရှင်တွေနဲ့အင်ဂျင်နီယာတွေကပိုင်ကို အသုံးပြုကြရပါတယ်။ပိုင်သာမရှိခဲ့ရင် ဥရောပတိုက်ရဲ့ဖျားရှင်ကိုအကြောင်းကြီးတွေမြို့ကြီးတွေရဲ့မိုးမြော်တိုက်တွေဥမင်လိုင်ကောင်းတွေနဲ့တရားတွေကဘယ်လိုမှ ဖြစ်လာမှာမဟုတ်ပါဘူး။ဖြစ်လာရင်လည်းတည်သက်မှာမဟုတ်ပါဘူး။နောက်တစ်ခုကပိုင်ကိုအာဂတာလေးအထိပဲအသုံးပြုတာဖြစ်ပါတယ်။ နဂတဗိဒပညာရှင်တွေကိုလည်းပိုင်ကိုသုံးရတယ်ဆိုရင်လန္နာလေးတို့ယုံမလားမသိပါဘူးဟုတ်ပါတယ်ဂျိုရီရဲ့ orbit တွေအာဂတယင်တွေရဲ့ trajectory တွေဝေးကလာတဲ့ galaxy တွေရဲ့ site တွေကို တိုင်းတာဖို့အတွက်နဂတဗိဒပညာရှင်တွေကပိုင်ကိုပဲအသုံးပြုကြရတာဖြစ်ပါတယ်ဒါအပြင်အာကာသတွေကအလင်းတွေရဲ့ပတ်တန်တွေကိုလည်းပိုင်နဲ့ပဲရှာကြရတာဖြစ်ပါပဲ။ အနည်းချုပ်ပြောရရင်တော့ပိုင်ကိုအမှုပညာရှင်တွေကနေအင်ဂျင်နီယာတွေအထိအသုံးပြုကြရတာဖြစ်ပါတယ်။ဒါ့ဝိမဲ့မေကွန်းလင်းတွေမေးစရာရှိနေပြန်ပါတယ်။အခုလိုအဆအဆရရာတိုးတက်နေတဲ့ခကြီးမှာ ပိုင်ကို အပြေးအဝဘယ်ချိန်ကျမှနားလည်မှာလဲ။ပိုင်ရဲ့တန်ဖိုးအစ်မန်ကိုရောဘယ်ချိန်မှရှာတွေ့ကြမှာလဲ။ပိုင်ကဘယ်လိုမှကိုအဆုံးမသက်တဲ့အနန္တဂိမ်းလား။စားတဲ့မေကွန်းအသီးသီးတွေလည်းရှိနေသေးတာဖြစ်ပါတယ်။ ဓာတ်တွေကိုတော့အောက်ကကောမန့်လေးထဲမှာလန်နာလေးတို့ဖြည့်ပေးခဲ့ကြပါဦးနော်အားလုံးအထိသုံးအထိကြည့်ရှုပေးတဲ့အတွက်တန်စပီယာရဲ့ကိုစားအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ